ဖန်မြို့တဲမှာအိမ်ဟာစီမံကိန်းတစ်ခုအာကျွန်တော်တို့အိမ်လေးတွေတီးသန့်အုတ်တိုင်းတွေကွန်ကရစ်လမ်းလေးတွေနဲ့နောက်ပြီးတော့မြို့တဲမှာရွာတဲမှာဥယျင်ချမ်းမြေဆိုတဲ့အနေအထားလေးတစ်ခုဈေးလေးကလည်း3600ဆိုတော့ခါဒါကကျွန်တော်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်လှုပ်ပြီးရှင်တဲ့အနေအထားလေးတစ်ခုပေါ့ဗျာအဲလိုမျိုး ကိုကျွန်တော်ဘွားမှာဒီလိုမျိုးကွန်ကရစ်လမ်းလဲတစ်ခါတော့ဖောက်ဝေဘူးခြင်းနေအဲနောက်ပြီးတော့ကျွန်တော်ရောင်းမိလိုက်တဲ့အိမ်လေးတွေကအဲ့လိုမျိုးဟိုလုံးဝကွာအုတ်တဒိုင်းတွေနဲ့အိမ်လေးတွေနဲ့အယောင်စုံလေးတွေထွက်လာမယ်အဲအဲ့လိုမျိုးလေးအဲ့လိုမျိုးလေးမြင်အောင်ထားတယ်ဗောနော်အခုဖန်ကျွန်တော်တို့မဲပေါ့ဒါကကျွန်တော်ပညာဆိုင်အရှိပဲဒီတိတိမှပညာဆိုင်ရှိတယ်ဆိုတော့ကဒီလိုမျိုးအနေထားလေးတစ်ခုမှဒီလိုမျိုး အိမ်ယာစီမံကိန်းလိုမျိုးတစ်ခုတွေရှိနေတာကျွန်တော်ကျွန်တော်တခါမှမတွေ့မိဘူးဒါအရင်တော့ဘယ်လိုပြောမလဲဒါဥယျာဉ်ချမ်းမြေတွေဗျာဥယျာဉ်ချမ်းမြေတွေမသိလို့ရှိရင်လဲလို့လို့ဘာလို့လို့နေတိလားဒါပေမဲ့မစိုးဘူးတော်တော်မိုက်တယ်မကြိုက်တာကတော့အဲ့ကွန်ကရစ်တိုင်ကြီးတွေပဲအဲ့ကွန်ကရစ်တိုင်ကြီးတွေကရုပ်ဆူအဲ့လိုမျိုးခြံဝင်းနေနေဖြစ်ရမှာအမြေကတော်တော်တန်ဖိုးရှိနေတဲ့ဥစား နော်ဆိုတော့ကဒီခြံလေးခြံကျွန်တော်ပြပေးမယ်သူက60နဲ့60ဒီလိုမျိုးသူကွန်ကရစ်လမ်းဖောက်ထားပေးတယ်ဆိုတဲ့အနေထားလေးတစ်ခုမှာကွန်ကရစ်ပတ်လည်ရှိတယ်ဗျာဘယ်သူဖော်ဆောင်ထားတယ်တော့မသိဘူးဒါလေးတော်တော်သဘောကျဖို့ကောင်းတယ်အခုကအာဒါကကြာခဲ့ပြီဆိုတော့ကဈေးတွေကလည်းတရိပ်ရိပ်တက်လာပြီဆိုတော့ဒီနေရာကကျွန်တော်တို့လှကမြင်နဲ့ရှင်ပြီးတော့ရွေးချယ်လို့ရတဲ့အနေအထားလေးတစ်ခုဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီခြံလေးပဲဖြစ်ပါတယ်ဒီခြံလေးနောက်ပြီးတော့သူကဂုံလျှော်လေးလား ဂုံလေးကရှော်လေးမိတ်ဆွေတို့မှာစကိတ်ထားမယ်ဆိုစကိတ်လေးကရှော်ဆင်သွားလိမ့်မယ်ဆိုတော့ကဒါကရေမတင်ဘူးရေတွေရှော်ဆင်သွားမယ်ဆိုတဲ့အနေထားလေးတစ်ခုရှိမယ်သူ့ channel မှာအဝေးစီတွင်အကြီးအကျယ်ပါမပိုင်တချောင်းပါဆိုတော့ဒီမှာတောင်းဝန်ကျင်းတစ်ချက်ရှိုးလိုက်လားကိုဘေးမှာမနှစ်ထပ်အိမ်နေလုံးပင်နေပါနေဆိုင်တာပင်တော်တော်ကောင်းမယ်ဟုတ်လားအိမ်နေအိမ်နေတန်းစီနေအိုးအိမ်နေခြံစည်းတွေခက်တာတော်တော်မိုက်တယ် ရီးမီးယားတော်တော်တန်ဖိုးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါမဲပေါင်လှရမြင်မဲပေါင်ကွင်းဖြစ်ပါတယ်မဲပေါင်ကွင်းကဥယျာဉ်ချက်မြေပေါင်းကွင်းနဲ့ဆိုတော့ကဒါကအနေထားလေးတစ်ခုကအခုအနေနဲ့အာပြည်စာလေးပြန်ထုံးနိုင်တော့တော်ကောင်းမယ်ပေါ့နော်အဲ့လိုမျိုးအနေထားလေးတစ်ခုရှိတယ်အာဒီမှာဒါချက်အနေထားလေးလာအဲမှာ46နဲ့60 တော်တော်လေးသူရှာထားတာကွာကျွန်တော်နဲ့အဲ့ဒီဒီချန်ရှင်ကောင်မလေးက make artist ကွာသူကကျွန်တော်နဲ့ဟိုးတောင်ချေပက်လေးတွေမှာချန်ခါလိုက်ကြည့်ဘူးတဲ့နောက်ဆုံးတော့သူမြို့တယ်နီးရပဲကြိုက်တယ်မင်းကြီးလေးတွေကမြို့တယ်နီးရကြိုက်တယ်အဲ့တော့သူမြို့တယ်နဲ့နီးတယ်ဆိုတဲ့အနေထားလေးတစ်ခုကျွန်တော်တို့ဒီအရှိမဆိုလို့ရှိရင်လာမင်းမီပွိုင်းရှိမယ်လာမင်းမီပွိုင်းနေကြော်လာတယ်ကျွန်တော်တို့တော်ဝင်ဒုက္ခဆေးုံရှိတယ်တော်ဝင်ဒုက္ခဆေးုံ တည်တည်လာတယ်ပညာဆိုင်မှာရောက်ခင်မှာညာချိုးလိုက်တယ်ဒီနေရာရောက်လာတယ်ဆိုတော့ဒါကတော်တော်လေးနီးရယ်ဆိုတဲ့နေထားလေးတောင်ကလေးနဲ့ရှင်လို့ရတယ်တောင်ကလေးမှာကျွန်တော်တို့60ပတ်လည်တစ်ခါကိုအာဒီလိုမျိုးကွန်ကရစ်လမ်းဘေးဆိုလို့ရှိရင်တန်ရထောင်ကျော်နေပြီဒီမျိုးလမ်းရှားလေးဆိုလို့ရှိရင်အနည်းဆုံးတန်ရအာ600ထက်မှာကြီးပဲနော်ဆိုတော့ကဒီလိုမျိုးနေထားလေးကတောင်ကလေးဈေးနဲ့ရမယ်နောက်ပြီးတော့အာဒီကောမဒီစာကြုပ်တွေပါနေကြတယ်မဟုတ်တာဥယျာဉ်ချမ်းမြေအနေထားလေး နော်ထင်အောင်မထင်အောင်ကျွန်တော်ရုပ်ရက်ကြည့်တာကျွန်တော်လန့်သွားတာဟာလေမြေကြီးလားမဟုတ်ဘူးလေမြေမဟုတ်ဘူးဥယျာဉ်ချက်မြေဖြစ်နေတယ်မြို့ area ထဲမှာရှိတဲ့အပြင်ကျွန်တော်တို့ပုံမှန်၃ကကြီးရတာကမျိုးနဲ့တဆက်ဆက်တယ်ရှိနေတယ်ရွာလို့ပြောလဲရတယ်အစုံခေါင်းစင်းအစုံနဲ့ညှိနေတယ်ဆိုတော့ကဒါလေးကအာဖြေလျှော့ပေးနိုင်တဲ့နေရာနေထားလေးတခုမှကိုယ်အနေနဲ့စိတ်ကြိုက်အိမ်နေလားစောက်လို့ရမယ့်အနေထားလေးတခုဖြစ်ပါတယ်တောင်းဝန်ချင်ပါလဲအိမ်တွေအကုန်လုံးရှိပြီသားဆိုတော့ဘာပြောကြရရှိတယ်ကျွန်တော်ဒီ၄၀၆၀ခြံနှုတ်တစ်ခွက်ယူအဲ့လိုမျိုးထိုင်ပြောပေးနေရတယ်ပေါ့နော် ဆိုတော့ကဒီအရှိမတော့သူကဖြည်းဖြည်းနှိမ့်သွားပြီလားဒီအကွက်လေးကမစိုးဘာဖြစ်လို့လဲဆိုတော့အရှိမအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်အရှိအရှိမကျွန်တော်တို့ဒီဟွာဟွာနဲ့သွားဆက်နေတဲ့အတွက်ကြောင့်မလို့ဒီကွက်ခြံတော်တော်လေးနှိမ့်တဲ့ထဲမှာပါတယ်ရေကြီးနိုင်တယ်ဆိုတဲ့အနေထားလေးမှာအခုကျွန်တော်တို့စောင်းတွင်းစောင်းတွင်းအနေထားလေးမှာရေကတော့ဘာမှအဲ့ဒီရေကန်ထဲမှာရေမမြင်အောင်ငါတို့ရေကန်ထဲဆက်သွားကြည့်အောင်လားမကြည့်ဒီကွက်ကြီးကအရှိနောက်ပေါက်ကြည့်ပြည့်ကျန်လှမ်းမလား ဒါပေမဲ့ဒီကွက်ကြီးကတော်တော်နှိပ်သွားတာပေါ့ဒီမှာလည်းအိမ်တန်းတွေရှိတာပဲဟုတ်လားမှလည်းအိမ်တန်းတွေရှိတယ်ဒါကကွန်ကရစ်ရဲ့လမ်းဆုံးသွားပြီကို့လမ်းကတော့အပိတ်ဖြစ်နေနော်လမ်းလေးကတော့အပိတ်ဖြစ်နေတယ်ဆိုတဲ့နေထိုင်လေးတစ်ခုမှာဒီခြံကဘယ်အနေဝင်ရမှာတော့နော်အရှိမလန်တလန်ထဖောက်မလားမသိပါဘူးဒါကတော့မကြိုက်တော့ဘူးလား င်းဟောဟိုရှိမှာအပေါက်ဖွင့်လာတယ်နော်ဟိုကလမ်းကြားလေးရှိတယ်အင်းဆိုတော့ကဒါအနေအရှိ့ကိုပြန်ပြလိုက်နေအရှိ့ကိုပြန်ပြလိုက်နော်ဒါကကျွန်တော်တို့လမ်းအနေထားဘာညာလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့မဆိုအဲဒီမှာရှန်နဲ့ရှန်ကိုရှာမယ်တောင်ကလေးနဲ့ဈေးရှင်လို့ရတဲ့အနေထားဖြစ်သွားပြီ။အဲဒီဆိုတော့ကဒါကတော်တော်လေးမိုက်တယ် မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားရဲဆိုလို့ရှိရင်ဒါကစဉ်းစားလို့ရတယ်အဓိကမိန်းကလေးတွေအတွက်အထူးတင့်တော်တယ်ပေါ့နော်မိသားစုနဲ့နေမဲ့လူတွေအတွက်ဒီနေရာလေးကဘာပဲပြောပြောမြို့ area ထဲမှာဗျာဒီလူမျိုးချက်နေတကွအဝေးကြီးတွင်တူဗီဇာကိုအနေနဲ့နော်ဒါပေမဲ့သူ့နောက်ချက်ဆိုလားသူနာချန်ကနည်းနည်းလေးကြောက်ချတာလားကြောက်ချတာတော့အာသူကအရေးပေါ်ပေါ့နော်အကြိမ်ဂျီက တခါအရင်ချက်ကြည့်ခဲ့မယ်ဆိုလို့ရှိရင်သူ့အိမ်ကြီးမမြောက်အောင်ဆိုတော့ကိုလည်းသူ့နဲ့တပြင်းကြီးလှုပ်နိုင်ကောင်းမယ်သူ့ချန်နယ်ချက်သွားကြည့်မလားကုန်းရှော်လေးဆိုတော့ရေတော့မတင်ဘူး။အော်ဒီမှာ service ချင်းလည်းရှိပြီသား။တက်လား။ service ချင်းလည်းရှိပြီသား။ဒီမှာကျင်တူထားတယ်။နော်အိမ်သားတွေပါရင်လောက်လို့ရတယ်။ဟဲဒီမှာလွတ်။ကြောက်ကြီးချတာလည်းမြေဖို့တာလည်းဒူကောင်းလောက်ဟုတ်လား။ဒါအနောက်ချက်အနောက်ချက်နေချက်လာပြလိုက်။ဒါသူ့ရဲ့ဖင်ကက်ရက်ချင်း အဲ့လိုမျိုးနေထားလေဆိုတော့ကို့အနေနဲ့သူ့လိုမျိုးအိမ်ဆောက်မှဆိုတော့သူ့လိုမျိုးလောက်ကိုလုံးမအဆင်ပြေမယ်ဟုတ်လားနောက်မှရင်ကို့အိမ်ကသူ့အိမ်နဲ့နှိပ်သွားနိုင်မယ်အဆင်မပြေဘူးနော်ဆိုတော့ကလူမျိုးနေထိုင်တဲ့တခုမှာမိတ်ဆွေတို့နဲ့စိတ်ဝင်စားတဲ့ဆိုလို့ရှိရင်ဒါကကျွန်တော်တို့မဲပေါင်တော်မင်းဒုက္ခလမ်းကြာပညာဆန့်အိမ်မရောက်ခင်လမ်းနေချိုးသွားတဲ့နေရာလေးပဲဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ channel ကိုလိုက်ပြမယ်စိတ်ဝင်စားတဲ့ဆိုရင်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်းတိပေးအပ်ပါတယ်ကျေးဇူးတင်ပါတယ်